ကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ဒါလုံးဝလုံးဝမတင်မှတ်ထားပါတော့ဒါဒုတိယအချီအတော်သွင်းမှာပဲဒါပြန်ဖက်ဒီဘရူနိုစီးပါးကိုဒါနှစ်ကြိမ်ကျွန်တော် knock down ပုံစံမျိုးနဲ့ဒါထူးတက်ပြသွားနိုင်ခဲ့တယ်ပေါ့နော် wow 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 surprise 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 ဒါဆိုဗန်ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးလုံးဝလုံးဝမတင်မှတ်ထားတဲ့စွမ်းဆောင်ရည်ကောင်မျိုးကိုချပြသွားခဲ့ပြီပဲဖြစ်ပါတယ်။အဲ့ဒီတော့သူဘလိုမျိုးစွမ်းဆောင်ရည်ကောင်မျိုးတွေချပြသွားခဲ့တာလဲ နောက်ပြီးဂျော့ရှော့ဖန်အနေနဲ့ချန်ပီယံဖြစ်လာဖို့အတွက်ရောဘလောက်ထိအလားအလာရှိနေတယ်လဲသူဘာတွေထပ်ပြီးကြော်ဖြတ်သွားရအောင်မလဲဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒီကနေ့မှာအချက်၄ချက်ပေါ်မူတည်ပြီးတော့မှပရိသတ်တွေနဲ့အတူဆွေးနွေးတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီထက်ကအချက်၄ချက်မြောက်ပါဆိုရင်တော့ဂျော့ရှော့ဖန်အတွက်ချန်ပီယံဖြစ်လာမယ့်အဓိကအချက်တစ်ချက်ပဲဖြစ်ပါတယ်ဘယ်ချက်ဖြစ်မလဲဗျကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုကြည့်လိုက်အောင်ပါโอเคဒါဆိုရင်ကျွန်တော်နံပါတ်၁အချက်ကနေပြီးတော့မှ စတင်ကြလိုက်အောင်ပါနံပါတ်၁ကတော့လုံးဝမထင်မှတ်ထားတဲ့ပွဲချင်းကပ်ပုံပဲဖြစ်ပါလေအဲ့တော့ပရိသတ်တွေအနေနဲ့ဂျိုရှော့ဗန်နဲ့ဘရူဒူစီဗာတို့ရဲ့ပွဲစဉ်ကိုကြည့်ကြပြီးပြီလားတော့မသိဘူးဗျတော့ဘယ်လိုမျိုးထင်မြင်ယူဆထားကြသလဲအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဂျိုရှော့ဗန်အနေနဲ့ဒီဘရူဒူစီဗာနဲ့ရှင်ပြိုင်ထူးတက်သွားခဲ့တဲ့ပွဲစဉ်ကိုဒါအဆအဆုံးကြည့်လိုက်သေးတယ်ပေါ့နော်အကြည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘာကိုသတိထားမိတယ်လဲဆိုရင်တော့ဂျိုရှော့ဗန်အနေနဲ့ဒီပွဲစဉ်မှာဒါပွဲစဉ်ကိုသူ့အနေနဲ့ကျွန်တော်ထင်ထားတာထက်ကို ဒါပို့ပြီးတော့မှဒီပွဲကိုဒါအကောင်းဆုံးပုံစံမျိုးပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒါအပမ်းနဲ့ဆုံးပုံစံမျိုးနဲ့ဒါပွဲကိုချင်းကပ်ပြီးတော့မှရှင်ပြန်ထိုးတက်သွားခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ပရမချီကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါဂျော့ရှော့ဗန်အနေနဲ့ဒါဘရူနိုစီဗန်ကိုပေါ့နော်အထူးသဖြင့်ဒီအကွာဝေးလေးတွေခြားပြီးတော့မှဒါရှင်ပြန်ကစားသွားခဲ့တာတွေ့ရတယ်အဲ့တော့ဒီအားဖြင့်ဂျော့ရှော့ဗန်ကတော့ဒီဂျက်ထောက်ချက်လေးတွေနဲ့ဒါကစားသွားတယ်ပေါ့နော်တို့ဝိမဲ့လေဒါဂျော့ရှော့ဗန်ကဒါသူအင်တာဗျူးမှာကျွန်တော်တို့ပြောဆိုထားခဲ့တယ်လို့ပဲပေါ့နော် ဒါပြန်ဖက်ကဒါတကယ်လို့ပတ်ပြီးပြီးတော့မကစားဘူး။ဒါရှင်ထိုးပြီးတော့ကစားမယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒါအခွင့်ရေးရရင်ရတယ်လို့ဒါပွဲသိမ်းမယ်ဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ပေါ့နော်။အဲ့တော့သူပြောဆိုထားခဲ့တဲ့အတိုင်းပဲဗျဒီပထမချိန်မှာကျွန်တော်ဘရူနိုစီးပါးကလည်းဒါရှိတူးပြီးတော့မှဒါပူးပြီးတော့မှဒီသူတစ်ချက်ကိုတစ်ချက်ပုံစံမျိုးဒါရှင်းပြန်ထိုးတက်ဖို့ဒါကြိုးစားလာတယ်ပေါ့နော်အဲ့တော့ဂျော့ရှော့ဘန်ကတော့ဒီအကွာဝေးလေးတွေနည်းနည်းချားရင်းနဲ့ဒီဂျက်ထောက်ချက်လေးတွေကစားရင်းနဲ့ဒါသူ့အနေနဲ့ဒီ1 2ပေါ့နော် right hook left hook တွေကျွန်တော် ပြစ်ကျွေးဖို့အတွက်ဒါအခွင့်အရေးတစ်ချိန်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပထမကြီးသွားကြည့်မယ်ဆိုရင်အဲ့ဒီအခွင့်အရေးတစ်ချိန်ရရှိခဲ့တာကပဲဒါဘရူနိုဆေးဗာအနေနဲ့ဒါနော့ဒေါင်းတစ်ချိန်ပြီးခံလိုက်ရတယ်ပေါ့နော်အဲ့တော့တော်လေးတွေဗျပြောမယ်ဆိုရင်တော့ဒီဘရူနိုဆေးဗာအနေနဲ့ဒါမာဂုံမြင့်တဲ့ဖိုင်တာတဦးဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီစတန်ပိုဇီရှင်ကိုပြင်ပြီးတော့မှဒီမတ်တရက်အနေထားကိုဒါရောက်ရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ပထမကြီးကျွန်တော်တို့ဒီဘရူနိုဆေးဗာကိုပြင်ပြီးတော့မှသွားကြည့်လိုက်မယ်ဆိုရင်တော့ဒါသူရှင်ပြန်ကစားသွားခဲ့တာဆိုရင်လည်းဒါမန်ကန်မှုရှိတယ်လို့ကျွန်တော်ပြောလို့ရမှာဗျ ဒါပွဲဆက်လာတာနဲ့ဒါဂျော်ရှာဘန်ကိုသူအနေနဲ့ဒီကျွန်တော်တို့ပရိသတ်တွေနဲ့လုံးဝမထင်မှတ်ထားတဲ့ဒီလိုကစ်တစ်ချက်ကျွန်တော်တွေ့ခင်ရတယ်ဗျနော်အဲ့ဒီလိုကစ်တစ်ချက်ကဂျော်ရှာဘန်နေနဲ့ဒါလုံးဝကိုကျွန်တော်တတိနဲ့ကစားနေတဲ့အနေအထားမျိုးမှာဒါကန်ခံလိုက်ရတယ်ဗျနော်ဒါဖင်ထိုင်မောက်ကျသွားခဲ့တဲ့ဒါအနေအထားတစ်ခုထိဒါရောက်ရှိသွားခဲ့တယ်ဗျနော်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့ဒါပရမအချိန်မှာဘနူစီးပါးကလည်းဒါလိုကစ်ကိုအဓိကကန်ပြီးတော့မှ ဒါသူကလည်းအပြန်လန်တာအကဲဆန်းတဲ့ပုံစံမျိုးနဲ့ဒီချက်ထောက်ချက်လေးနဲ့ဒါကစားသွားခင်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒုတိယအခြေကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါဂျိုရှာဗန်ကဒီပထမအခြေကလိုပုံစံမျိုးပဲဒါရှင်ပြန်ကစားတယ်ပေါ့နော်ဒါပွဲကြုံမှာလည်းပြောထားတဲ့အတိုင်းပဲဒါပတ်မပြေဘူးဒါအခွင့်အရေးရမယ်ဆိုရင်ဒါရတယ်လို့ရှင်ပြန်ထူးတက်သွားခဲ့တယ်ပေါ့အဲ့တော့ဒီဒုတိယအခြေကြည့်လိုက်မယ်ဆိုကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ဒါလုံးဝလုံးဝမထင်မှတ်ထားပါဘောနော်ဒါဒုတိယအခြေအတော်သွင်းမှာပဲဒါပြိုင်ဖက်ဒီဘရူနိုစီးပွားကိုဒါနှစ်ကြိမ်ကျွန်တော်တို့ knock down ပုံစံမျိုးနဲ့ဒါ ဖူးတက်ပြသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုတော့ဒီလိုအခိုက်အတန့်မျိုးကဒါဖြစ်လာလိမ့်မယ်လို့ဒါကျွန်တော်ပွဲချိုတုံးတဲ့ချက်မှာကျွန်တော်အနေနဲ့ဒါတုံးတက်တဲ့ချိန်မှာလည်းဒါဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ဒါလုံးဝမထင်မှတ်ထားခဲ့ဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုတော့ဒါပရိသတ်တွေကိုလုံးဝကိုဒီ surprise ပေးလိုက်တာပေါ့နော်ဒါပထမအချိန်မှာကျွန်တော်တစ်ချိန် knock down ရခဲ့တယ်ဒုတိယအချိန်မှာကျွန်တော်နှစ်ချိန် knock down ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီ game plan အရပြောမယ်ဆိုတော့ Joshua Van ကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲချင်းကပ်ပုံကျွန်တော်လုံးဝမထင်မှတ်ထားတာထက်ကို ာပိုတယ်ပေါ့နော်အဲ့တော့ तू ကဂျိုဂျိုဘန်ကပြောမယ်ဆိုတော့ငိုကလေးကဒီ fight IQ ဘိုင်းမှာဒါတော်တော်လေးကောင်းတဲ့ fighter တူလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါရှိကျွန်တော်ဂျိုဂျိုဘန်ရဲ့ဒီအကြောင်းအရာလေးတင်ဆက်တဲ့ချိန်မှာဆိုရင်လေကျွန်တော်အနေနဲ့ဒါအများကြီးပြောဆိုခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တွားပြီးတော့မှဒီပထမချီနဲ့ဒုတိယချီဒီရှင်ပြန်ထူးတက်ထားခဲ့တဲ့ဒါသူ့ရဲ့ပွဲစဉ်ကျွန်တော်အသေးစိတ်တွားပြီးတော့မှလေ့လာကြည့်ရှုလိုက်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါနောက်ထပ်သတိထားမိတဲ့အချက်တစ်ချက်ရှိမယ်ပေါ့နော်အဲ့ဒါကတော့ဂျော့ချွန်ဘန်အနေနဲ့ဒီချီကန်ချက်ကို ကျွန်တော်အသက်နိုင်ဆုံးလုံးဝကိုဒီ short သုံးမိနှမသာရှင်ပြန်ကစားသွားခဲ့တယ်ဗောနော်ပုံမှန်ဆိုရင်တော့ကျွန်တော်အနေနဲ့တိထားတာက Joshua Man ကလုံးဝကိုဒီတက်ပေါက်စုံနေမှုရှိတယ်ဒါ fight IQ ကောင်းတယ်ဗောနော်ဒါ speed အရပြောမယ် movement အရဒါခြေတွက်လက်တွက်ရှိတဲ့ fighter တူဦးဆိုတာကျွန်တော်ပြည်သက်တွေအားလုံးကသိရှိပြီးတာဖြစ်ပါတယ်ဒါထူးခြားတာကဒီဒုတိယချီမှာပဲကျွန်တော်ဒီ Bruno Silva လို့ဗောနော်ဒါ stand fight ပိုင်းမှာဆိုရင်ဒါပြန်ဖက်တော်တော်များများကိုဒါအလဲထိုးနဲ့ကျွန်တော်အဆုံးတက်နိုင်ခဲ့တဲ့ဒီ fighter တူဦးဗောနော်ပြောမှဆိုတော့ဒါ fighter gen တူဦးကို ာချိုချိုဖန်ကကျွန်တော်ပရိသတ်တွေကိုဘောနော်ဒါ knock down နှစ်ချိန်ရအောင်ကိုဒါခုတက်ပြသွားခဲ့တယ်ဗျ။ဒါတော်တော်လေးကိုဒါကျွန်တော်ပြောမှဆိုဒါပွေးချင်းကပုံကကျွန်တော်ဒါထင်ထားတာထက်ကိုဒါပိုတယ်ဗောနော်။ဒါကျွန်တော်ထင်ထားတာလောက်ဆိုအကွာဝေးချမ်းမယ်အမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါကစားမယ်ဗောနော်။အဲ့တော့ပွေးချင်းကပုံအရင်ပြောမှဆိုတော့ဒါဒီမန်ကန်နာထက်ဒါပိုတယ်ဗောနော်။အဲ့တော့ကျွန်တော်ဘလူးနိုစီးပါးကိုတွားပြီးတော့မှကြည့်လိုက်ရအောင်ဗျ။အဲ့တော့ဘရူနိုစီဘာတော့ဒါဒုတိယချီမှာလည်းဒါထူနီတူပဲဗျသူကလည်းဒါဂျော့ရှာဘန်လိုကစားတယ်ပေါ့နော်ဒါလိုကစ်ကိုအဓိကဖြိုးတယ် ပထမချင်းနဲ့ဒုတိယချင်းမှာကျွန်တော်လိုကစ်ကိုအဓိကဖြိုးတယ်။ဒါဖြိုးတဲ့အကြောင်းရင်းကဒါဂျိုရှောဗန်ကပြောမယ်ဆိုရင်သူ့မှာအတားချက်ကဒါပရိသတ်တွေသိရှိပြီးသားဖြစ်တယ်ပေါ့နော်။ဒါ speed ဒီ movement hand movement တွေပြီးပြီဆိုရင်ဒီသူ့ရဲ့ဒီ footwork တွေကတော်တော်လေးကောင်းတယ်။အဲ့တော့ဒီလိုကောင်းတဲ့ fighter မျိုးကိုဒါ Bruno Silva အနေနဲ့ဒါ footwork ကိုဒါအဓိကဒါ target ထားပြီးတော့မှဖြိုးတယ်ပေါ့နော်။အဲ့တော့ဒီ game plan က Bruno Silva အနေနဲ့တုံးသွားခင်တာဒါလုံးဝကိုကျွန်တော်တရားရခိုင်လို့မှန်ကန်မှုရှိတယ်လို့ပြောမယ်ဗျ။အဲ့တော့ကျွန်တော်တို့ကဒါ Bruno Silva ဖြစ်ခဲ့မယ်ဆိုရင်လည်း ဒါထူနီးတူပဲပေါ့နော်အဓိကအဖြစ်ကျွန်တော်ကဒီခြေသူ့ရဲ့ဒီလှုပ်ရှားမှုကိုနှီးကွေးတွောင်းအောင်ပေါ့နော်ဒါအနိုင်ကန်ချက်တွေကျွန်တော်ကန်ပြီးတော့မှကျွန်တော်ကလက်တီထိုးချက်တွေဝင်မယ်ပေါ့နော်အဲ့တော့ဘရူနိုစီဗာလည်းဒုတိယအချိန်မှာထူနီးတူပဲဗျအဲ့တော့လက်ခု right ခုတွေကျွန်တော်ဝင်တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့အနေနဲ့ဒါအခွင့်ရရတော့ကျွန်တော်တိတ်ပြီးတော့မှမရလိုက်ဘူးဒါပထမအချိန်မှာလည်းဂျော်ရှောဘန်ကဒါခြေခြေနှိပ်ကန်ချက်မှာတစ်ချက်ဒါခံလိုက်ရတော့သူ့အနေနဲ့နည်းနည်းလေးဒါတတိပို့ပြီးတော့မှကြီးသွားတယ်ပေါ့နော်အဲ့တော့ ဒါဒုပရမချင်းနဲ့ဒီဒုတိယချင်းမှာဘရူနိုစီဗာကပြောမယ်ဆိုတော့ဒါလုံးဝကိုဒါသူ့ရဲ့ game plan အတိုင်းပေါ့နော်မမှန်ကန်ကန်ကျွန်တော်ဒါ look လေးတွေနဲ့ဒါ jet ထောက်ချက်လေးတွေနဲ့ဒါရှင်မြန်ကစားရင်းနဲ့ဒါ fighter တို့ဦးကဒါအပြန်လန်ဒါအခွင့်ရရှာသွားခဲ့ကြတယ်ပေါ့နော်အဲ့လိုအခွင့်ရရှာနေတဲ့အနေထားမှာဒါ Joshua Ban ကဒီပရမချီရောဒုတိယချီရောဒါ knock down တွေကျွန်တော်တို့ရပြီးတော့မှဒါကျွန်တော်တို့ပြိတက်တွေကိုဒါသူ့အနေနဲ့ဒါအအသင့်အောင်လုပ်ပြသွားနိုင်ခဲ့တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါတတိယချီကိုတွန်းလိုက်အောင်ပါ တတိယအချီကတော့နည်းနည်းတော့ထူးခြားလာပြီမြ။အဲ့တော့ဘလူးနိုဆီဗာအနေနဲ့ဒါကျွန်တော်လုကကန်တာထက်ပေါ့နော်ဒီဘော်ဒီကစ်တွေကျွန်တော်အဓိကဒါတတ်ကက်ထားပြီးတော့မှကန်လာတယ်ပေါ့နော်။ကျွန်တော်ဒီတတိယအချီမှာဆိုတော့ဘော်ဒီကစ်လေးတွေလည်းတွေ့ရသလိုဟက်ကစ်တွေရောပြပြဆိုရင်ဒီလုကစ်တွေရောအကုန်လုံးကျွန်တော်သုံးခုလုံးစုံလာတာမျိုးတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီလိုကန်တဲ့ကစားချက်တွေကဂျော့ချော့ဖန်ကကန်တော့ကန်မိခဲ့တယ်ပေါ့နော်။တော့ပေမဲ့လည်းဒါပြောရမယ်ဆိုတော့ဒါ တတိယချီလေးရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီပွဲကြိုတုံးတဲ့ချက်မှာပြောဆိုထားခဲ့တဲ့အတိုင်းပဲပေါ့နော်။ဒါဂျော်ရှောဘန်ရဲ့ဒါလုံးဝဒါအခွင့်အရေးကြီးတရက်ကိုကျွန်တော်ရောက်ရှိလာပြီဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲကြိုတုံးတဲ့ချက်မှာဆိုရင်တော့ဒါဘလူးစီးပါကဒါအသက်ရွယ်ရပြောဆိုရင်ဂျော်ရှောဘန်ထက်ဒါ10နှစ်အထက်ပိုတဲ့အသက်ကကြီးတယ်ပေါ့နော်။နောက်ပြီးတော့မှဒီတက်လုံကလည်းဒါတတိယချီရောက်လာတဲ့ချိန်မှာဘလူးစီးပါကလာကြသွားနိုင်ခြင်းရှိတယ်ပေါ့နော်။အဲ့လိုကြသွားတာနဲ့တပြိုင်နက်ထင်းပါပဲ။ဒီပါဝါတွေကလည်းကြသွားနိုင်တယ်လို့ဒီမာဂုံတွေကလည်းပြောလို့ဆိုရင်ဒါကြသွားနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ ီပထမချင်းနဲ့ဒုတိယချင်းမှာဂျိုရှာဖိုင်ရဲ့ဒီချက်ထောက်ချက်လေးတွေဒီ knock down ကျွန်တော်ရခဲ့တဲ့ဟာဒီကလည်းဒါဘရူနိုစီဗာကိုတော်တော်လေးအထိနာသေးတယ်မဟုတ်လားဒီအတွက်ကြောင့်ဝတ်တာတတိယချင်းမှာဆိုရင်တော့ဘရူနိုစီဗာအနေနဲ့ဒါ body kit လေးနဲ့ကံမယ်သူတို့ hack kit လေးနဲ့ကံမယ်ဒါဂျိုရှာဖိုင်အနေနဲ့ကတော့ကျွန်တော်ဒါအထိခံရမယ်ဆိုရင်တော့မှဒါပထမချင်းတော့ကျွန်တော်ထိခံရတာမျိုးထက်ဒါတော်တော်လေးအထိနာမှာမဟုတ်ဘူးနော်ဒီအတွက်ကြောင့်ကျွန်တော်တတိယချင်းကျွန်တော်တော်ပြီးချိလိုက်မယ်ဆိုရင်တော့အာဂျိုရှာဗန်နေနဲ့ဒါတစ်ဖက်ကပြန်ဖက်ကျွန်တော်တို့ဒီ body kit ကန်ချက်တွေ hack kit ကန်ချက်တွေဒါခံရခဲ့ပြီးမဲ့လည်း ဒါဘာမှကျွန်တော်ထူး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 ဖြစ်သွားတာမျိုးတော့ဒါမတွေ့လိုက်ရအောင်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမျိုးမှာပဲဒါဘလူးလူးစီးပါးကဒီမာကုံလည်းကြလာတယ်လို့ပြီးပြီဆိုရင်ဒီတက်လုံကလည်းကြလာတယ်ပြီးပြီဒီကျွန်တော်အထူးတစ်ဖြင့်ဒီအရေးအကြီးဆုံးပေါ့နော်ဒါပြိုင်ပွဲတုံးပွဲမှာကစားကစားရတဲ့အချိန်မှာဒီ movement speed တွေကလည်းကြလာတယ်နော်အဲ့လိုအချိန်မှာဆိုရင်ဒါဂျော့ရှော်ဖန်ရဲ့အခွင့်အရေးကလုံးဝကိုကျွန်တော်အဲ့အချိန်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်အဲ့တော့ဂျော့ရှော်ဖန်ကလည်းအဲ့ဒီတတိယအချိန်မှာဒါအခွင့်အရေးကိုမိမိရရကိုစုပ်ကင်ပြီးတော့မှ ။ဒါပြန်ဖက်ကိုကျွန်တော်ရှေ့တိုးပြီးတော့မှကိုဒါ PRP နဲ့ကျွန်တော်ဒီလက်ဟုတ် right ဟုတ်တွေပြစ်ကျွေးနဲ့ဒါဖိနှိုင်းမောက်ကျသွားတဲ့အချိန်မှာလည်းကျွန်တော်ဒီတွဲလုံး combo တွေဆက်တိုက်ကျွန်တော်ပြစ်ကျွေးပြီးတော့မှဒါအဆုံးတက်ပြီးလိုက်ပါလေ။အဲ့တော့ဘွဲကတော့ကျွန်တော်တို့ဒါပရိသတ်တွေအနေနဲ့တွားပြီးတော့မှကြီးလိုက်မယ်ဆိုရင်တော့ဒါပြန်ဖက်က vegetable လောက်နဲ့အကဲဆန်းနေပေါ့နော်ဒါကျောချဗန်ကလည်းပထမတစ်ချီမှာဒါနှော့တောင်းရတယ်ဒုတိယချီမှာလည်းနှာခါနှော့တောင်းရတယ်တတိယချီမှာလည်းဒါပွဲအဆုံးတက်လိုက်တယ်နော်ပုံစံချုပ်ပြီးတော့မှကြီးလိုက်မယ်ဆိုတော့ ဒါကျွန်တော်တို့ knock down ရတဲ့ပုံစံကလုံးဝပြိုင်ဖက်အရှုံးပေးလောက်ရတဲ့ knock down မျိုးဒါမဟုတ်ပေမဲ့လေ Joshua Van အနေနဲ့ကျွန်တော်ပွဲကိုဒါကျွန်တော်တို့ပြိတက်တွေကိုလုံးဝဒီ entertainment ဆန်ဆန်ပေါ့နော်ဒါပွဲကိုဒီအဆုံးထိကျွန်တော်တို့ဒါစိတ်ဝင်စားမှုဒါလုံးဝရှိအောင်လို့ကျွန်တော်ဆွဲခေါ်ပြီးတော့မှဒါကစားပြသွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ Joshua Van နဲ့ Bruno Silva ရဲ့ပွဲတပွဲလုံးချုပ်ပြီးတော့ချင်းလိုက်မယ်ဆိုတော့ Joshua Van အနေနဲ့ဒါကျွန်တော်တို့သူ့ရဲ့ဒီ take down defense ကိုလည်းကျွန်တော်အနေငယ်လေးဒါမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ defense အပိုင်းရတော့ Nogo Gre က ာဂျိုရှောဘန်ကသူ့အနေနဲ့ဒါထိတ်တောင်း defense ကဒါတော်တော်လေးကိုကောင်းတဲ့ fighter သူဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော် Bruno Silva အနေနဲ့ဒါထိတ်တောင်းချက်ကိုကျူးစားသေးတယ်ကျွန်တော်ခေါင်းတွေဝင်ဖို့အတွက်ကျူးစားလာတဲ့အချိန်မှာအလုံးဝမအောင်မြင်ဘူးပေါ့နော်အဲ့တော့မအောင်မြင်တဲ့အချက်ကလည်းပြောမှာဆိုဂျိုရှောဘန်ကနည်းနည်းလေးဒီပြောမှာဆိုငကူကနေကဒါခြေတွက်လွတ်တွက်ရှိတယ်ပေါ့နော်အဝင်ထွက်လည်းတော်တော်လေးမြင်တယ်ဒီတစ်ချက်ကိုဒီအခွင့်အရေးကဒါ Bruno Silva အနေနဲ့လုံးဝတော့မအောင်မြင်လိုက်ပေါ့နော်အဲ့တော့တကယ်လို့ဒါတကယ် Bruno Silva အနေနဲ့လုံးဝသူ့ရဲ့ဒီ game plan က ဒါ stand fight ကြီးပဲမကစားဘူးဒီ ground fight နဲ့အတွက်ဥတည်ပြီးတော့မှ George Mon ထိတောင်းရယူမယ်ဆိုရင်တော့ဒါပြောလို့မရအောင်ပေါ့နော်ဒါ Bruno Silva အနေနဲ့ဒါဆော့ဆော့စစ်စစ်ဒါပွဲသိမ်းဒါခံရသွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒီချုံပြီးပြောလိုက်မယ်ဆိုရင် Bruno Silva ရဲ့ game plan ကလုံးဝကိုဒါမှန်ကန်တိကျမှုရှိခဲ့တယ်လို့ပြောလို့ရတယ်ဗျဒီပရမချီဒုတိယချီချိနှိမ့်ကန်ချက်နဲ့စမ်းပြီးတော့မှကျွန်တော်ချက်လေးတွေကစားတယ်ဗောနောခွင့်ရရှာတယ်ဒါမရဘူးတို့တတိယချီရောက်တော့လေဒါချိနှိမ့်ကန်ချက်တုံးတယ် body kit တွေတုံးတယ် hack kit တွေတုံးတယ်ဒါလည်းမရအောင်ပြန် တော့ဒီတပ်ပေါက်ရပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒါဘရူနိုစီဗာနဲ့ဂျော့ရှာဗန်တို့ပွဲစဉ်မှာဒါဘရူနိုစီဗာကတော့မှတပ်ပေါက်ရပို့ပြီးစုံနေမှုရှိတယ်ပေါ့နော်အဲ့တော့ဂျော့ရှာဗန်ကတော့ဒီပွဲစဉ်မှာသူ့နဲ့ခြေကန်ချက်ကိုဒါတိတ်ပြီးတော့မှဒါမထုတ်တုံးခဲ့ဘူးဒါပြောမယ်ဆိုရင်တော့တိတိချာချာလေးဒါအခွင့်အရေးရှောင်ပြီးတော့မှသူ့အနေနဲ့ဒီလက်တီးကိုပဲကျွန်တော်ချက်ထောက်ချက်တွေဒါအဓိကပြောရမယ်ဆိုရင်တော့ဒါလက်တီနဲ့ဒါအဆုံးတက်ဖို့ကိုဒီပွဲစဉ်မှာဥတည်လာတာဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်နံပါတ်1အချက်ကိုတွန်းလိုက်အောင်ပါ။နံပါတ်1ကတော့ လုံးဝမထင်မှတ်ထားတဲ့ boxing scale ပေါ့နော်အဲ့တော့ပြည်သက်တွေအားလုံးကသိရှိကြပြီးသားဖြစ်တယ်ဒါ Joshua Ban ဆိုတဲ့ fighter ကဒါတက်ပေါက်ရမှာဒါစုံလီမှုရှိပြီးတော့မှဒါ boxing ပိုင်းမှာဒါတော်တော်လေးကောင်းတဲ့ fighter တဦးဖြစ်တယ်ပေါ့နော်အဲ့တော့ဒို့ပေမဲ့လည်းကျွန်တော်တို့ဒီ Joshua Ban နဲ့ Bruno Silva တို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ဒါကျွန်တော်တို့အနေနဲ့ဒါ Joshua Ban ရဲ့ဒီလုံးဝဒီမထင်မှတ်ထားတဲ့ boxing scale ကိုကျွန်တော်တို့ဒါမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပွဲစဉ်ကိုဒါကြည့်ရှုခဲ့တဲ့ပြည်သက်တွေအနေနဲ့ဆိုရင်တော့ဒါသိရှိကြလိမ့်မယ်ပေါ့နော်အဲ့တော့ ီဘရူနိုစီဗာနဲ့ဂျော့ရှာဘန်တို့ရှင်မြိုင်ထိုးတက်သွားခဲ့တဲ့ဒီပထမကြိမ်ကနေကျွန်တော်တတိယအခြေတီကိုသွားပြီးတော့မှလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒီဘောက်ဆင်းစကေးမှာဂျော့ရှာဘန်ကသူအရင်တော့ကရှင်မြိုင်ထိုးတက်ထားခဲ့တယ်လို့မျိုးဒါဘောက်ဆင်းကိုကျွန်တော်လင်းလင်းမြဲမြဲအသုံးချတာမျိုးမဟုတ်ဘဲနဲ့ဒီပွဲစီမှာဒါပညာရာပပါနဲ့ဒါပြန်ဖက်ကိုကျွန်တော်တေချာလေးဒီအာယုံဆူဆိုင်ပြီးတော့မှဒါတစ်ချက်ဆိုတစ်ချက်ချက်ကကျွန်တော်မိမိရရပုံစံမျိုးပေါ့နော်အဲ့တော့ဒါအခွင့်အရေးရရင်တော့ဒီ1 2ကိုလေကျွန်တော်ဒါလင်းလင်းမြဲမြဲပေါ့နော်သူရဲ့အားတစ်ချက်ဖြစ်တဲ့ဒါ ်ချိန်ရင်လက်မြန်ပုံစံကိုဒါအသုံးချပြီးတော့မှဒါထိချက်လေးတွေကျွန်တော်တို့ဒါရယူပြီးတော့မှဒါရှင်ပြန်ကစားတွားနိုင်ခဲ့တာမျိုးတွေ့ရတယ်ဗောနော်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒါ Joshua Ban ရဲ့ဒါကျွန်တော်တို့ပြိတက်တွေနဲ့လုံးဝမထင်မှတ်ထားတဲ့ဒီ bouncing ski ကပဲဒါ Bruno Silva ကိုကျွန်တော်တတိယချီရောက်တဲ့အချိန်မှာဒါအလဲထိုးပုံစံမျိုးနဲ့ဒါအဆုံးတက်ပြီးလိုက်တယ်ဗောနော်ဒီလိုပြောတာကကျွန်တော်အနေနဲ့ Joshua Ban ကဒါအလဲထိုးပါဝါမရှိဘူးလို့ဆိုလိုတာမျိုးမဟုတ်ဗောနော်ဒီပထမချီကျွန်တော်ကြည့်လိုက်မယ်ဒုတိယချီကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဒါတတိယချီမှာဗောနော်ဒါ ရက်ထောက်ချက်တွေကျွန်တော်ဒါတွဲလုံးတွေကဘလူးနူစီးပါအနေနဲ့ကျွန်တော်အချက်ရေရပြောမယ်ဆိုရင်ဒါဘယ်နှချက်တော်မှဒါအထိခံရပြီလဲတော့မသိဘူးပေါ့နော်အဲ့တော့ဆိုလိုချင်တာကဒီပွဲစဉ်မှာဒါဂျိုရှောဘန်အနေနဲ့ဒါသူ့ရဲ့ဘောက်ဆင်စကိကိုပေါ့နော်ဒါရှစ်ကရှင်ပြန်ထူးတက်သွားခဲ့တဲ့ဒါပွဲစဉ်နဲ့ဒါမတူဘဲဒါတမုံထူးခြားမှုပုံစံမျိုးနဲ့ဒါပပနဲ့နဲ့ဒါအကောင်ဆုံးကျွန်တော်ချင်းကက်ပြီးတော့မှဒါကစားသွားပြခဲ့တယ်ပေါ့နော်ဒါတော့ကျွန်တော်ပြည်သက်တွေလုံးဝလုံးဝမထင်မှတ်ထားခဲ့တဲ့အချက်တစ်ချက်ဖြစ်တဲ့အပြင်ကူမှာ ဒါတို့အနေနဲ့သူ့ရဲ့ဒီ bouncing skill ကိုဒါအပမ်းနှဆုံးတာအကောင်းဆုံးပုံစံမျိုးနဲ့ဒါချင်းကပ်ပြီးတော့မှဒါကစားပြသွားခဲ့တယ်ပေါ့နော်။ Okay ဒါကနံပါတ်1အချက်ဖြစ်တယ်ဗျ။နံပါတ်3အချက်ကိုတွားလိုက်အောင်ပါ။နံပါတ်3ကတော့လုံးဝမထင်မှတ်ထားတဲ့ power ။အဲ့တော့ပရိသတ်တွေဒီပွဲစီမှာဒါအလုံးပဲဒါမြေဝါထင်ထင်နဲ့ကျွန်တော်ဒါချစ်ရှုခဲ့ကြလောက်ပြီးပြီလို့ထင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့လည်းဒီပွဲစီကိုကြည့်တဲ့အချိန်မှာလုံးဝကိုဒီအံ့အားတင့်သွားခဲ့ရတယ်ဒါကိုမျက်စိကိုတော့မှဒါမယုံနိုင်လောက်တဲ့ ဒါအတိုင်းတာတစ်ခုထိရောက်ရှိသွားခဲ့တယ်ဗောနော်အဲ့တော့ပြည်သက်တွေအနေနဲ့မမိကြအောင်မလားတော့မသိဗျကျွန်တော်အနေနဲ့ဒီပွဲကြိုအင်တာဗျူးမှာဆိုရင်တော့ပြောစုခဲ့တယ်ဂျော်ဂျော်ဗန်အနေနဲ့ဒါသူ့ရဲ့အားမဲချက်ဖြစ်တဲ့ဒီအလဲထူပါဝါပိုင်းကိုပြန်ပြီးတော့မှတုံ့မြင့်ထားတယ်ဆိုတဲ့အကြောင်းဗောနော်အဲ့တော့သူဒီပွဲကြိုမှာကျွန်တော်ပြောစုခဲ့သလိုပဲဒါဂျော်ဂျော်ဗန်ကိုတိုင်ကလည်းသူကဒါနိုင်ပွဲတွေဒါရရှိခဲ့ပြီမဲ့ပြိုင်ဖက်ကိုသူ့အနေနဲ့ဒီအဆုံးတတ်နိုင်တဲ့အပိုင်းမှာဒါအားနည်းနေတယ်ဗောနော်ဒီတချို့ဒါသူ့ရဲ့ဒီပါဝါကိုဒါ အမြင့်ဆုံးအနေထားကိုကျွန်တော်တိုးမြင့်ပြီးတော့မှဒီနောက်လာမယ့်ပွဲစီမှာဒါပြိုင်ဖက်ကိုဒါအခွင့်အရေးရမယ်ဆိုရင်တော့ဒါအမောက်တိတ်ပြမယ်ဆိုရင်တော့မှဒါပြောဆိုထားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီပြောဆိုထားခဲ့တဲ့အတိုင်းပဲဗျအဲ့တော့ဂျိုရှောပန်နေနဲ့ဒီဘရူနိုစီဗန်ရဲ့ပွဲစီမှာဆိုရင်တော့ကျွန်တော်တို့ဒါပြိသက်တွေလုံးဝလုံးဝမထင်မှတ်ထားတဲ့ဒါသူ့ရဲ့ပါဝါကိုကျွန်တော်တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့ဒီချက်ဆိုရင်တော့ကျွန်တော်တို့မြန်မာပြိသက်တွေအတွက်လုံးဝလုံးဝမထင်မှတ်ထားတဲ့ဂျိုရှောဗန်ရဲ့ဒါတိုးတက်မှုကြီးတစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောမှာဖြစ်တဲ့ဗျ။ Okay ဒါဆိုရင်နံပါတ်၄အချက်ကိုတွေ့လိုက်အောင်ပါ။ နံပါတ်၄ကတော့လုံးဝမတင်မှတ်ထားတဲ့ hand speed ပေါ့နော်အဲ့တော့ဘာကြောင့်မို့ကျွန်တော်တို့ဒီရှိမှာလဲဒါ boxing skill ကိုကျွန်တော်ပြောပြသွားပြီပေါ့နော်ဒါနောက်ဆုံးမှာဘာကြောင့်မို့ဒီလုံးဝမတင်မှတ်ထားတဲ့ hand speed ကိုပြောရတယ်လဲပေါ့နော်အကြောင်းရင်းကတော့ဒီ hand speed ကဒါ Joshua Van နေနဲ့ Bruno Silva နဲ့ပွဲမှာပေါ့နော်သူတုံးသွားခဲ့တဲ့ဒီ hand speed ကဒါကျွန်တော်တို့ဒီရှိကမြင်ခဲ့တဲ့ပွဲစဉ်နဲ့ဒါမတူဘဲတမူထူချားနေတယ်ပေါ့နော်သူရဲ့ဒီ hand speed ကဒီ counter hand speed ဖြစ်တယ်ဗျဒါတစ်ဖက်က သဘောတရားမှာပေါ့နော်ဘလူးစီးဘန်းကကျွန်တော် right ဟုတ်ဝင်လာမယ်။ဒါဂျိုဂျော်ဘန်းကကျွန်တော်ပြန်ပြီးတော့မှ counter သူ့ရဲ့ဒီ hand speed အသာချက်ကိုကျွန်တော်အတုံးချလိုက်ပေါ့နော်။ဒါနှစ်ချက်အဲ့လိုမျိုးတွဲပြီးတော့မှဝင်ဝင်သွားတာမျိုးကျွန်တော်သတိထားပြီးပဲပေါ့နော်။အဲ့ဒီ hand speed ကပဲကျွန်တော်ဒီပွဲစဉ်တပွဲလုံးရဲ့ဒါအဖြေတစ်ခုဖြစ်သွားခဲ့တယ်လို့ဒါပြောလို့ရတယ်ဗျ။ဒါပထမချီကနေကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လည်းဒါဘလူးစီးဘန်းရဲ့ဒါ counter ကိုဒါဂျိုဂျော်ဘန်းရဲ့သူ့ရဲ့ဒီ hand speed လင်မြန်မှုကိုဒါအတုံးချတယ်ပေါ့နော်။အဲ့တော့ဒီအတုံးချတဲ့နေမှာ ဆိုလိုတဲ့အိပ်ပဲကျွန်တော်တွဲလုံး data စတိုက်ဝင်တာမျိုးမဟုတ်ဘူးမမှန်လေးဝင်သွားတယ်ပေါ့နော်အဲ့တော့ဒီဒုတိယအချက်မှာကျွန်တော်ပြောဆိုခဲ့တယ်ဒါသူက boxing scale ကောင်းနေပေါ့နော်တစ်ချက်မိမိရရတစ်ချက်တစ်ချက်ကစားတယ်လက်ခုဆိုလည်းတစ်ချက်တစ်ချက်လိုမျိုးကစားတယ်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးနံပါတ်၄အချက်မှာသူ့ရဲ့ hand speed ပြောရတဲ့အကြောင်းရင်းကဒါ counter လေးကျွန်တော်တို့ဝင်လာတဲ့ချိန်မှာသူ့ရဲ့ဒီ hand speed အလင်းအမြင်နှုန်းကိုဒါအသုံးချပြီးတော့မှနှလုံးသုံးလုံးအဲ့လိုမျိုးဝင်သွားတာမျိုးတွေ့တယ်ပေါ့နော် အဲ့တော့ဝင်တာကကျွန်တော်တို့ဒီလုံးဝဆက်တိုက်ကြီးဝင်တာမျိုးမဟုတ်ဘူးတစ်ဖြက်တစ်ဖြက်ပေါ့တစ်မိနစ်မှာကျွန်တော်နှလုံးဝင်တယ်နောက်တစ်မိနစ်တော့နှလုံးဝင်တယ်ပေါ့နော်ဒါဒီအတိအကျတော့ကျွန်တော်ဆိုလိုတာမျိုးမဟုတ်ပါဘူးနော်ဒါတစ်မိနစ်မှာကျွန်တော်ဒါအချက်ပေါင်းကဒါတစ်ဖြက်တစ်ဖြက်ဝင်မယ်ဆိုရင်တော့ကျွန်တော်အလုံးနေရဘယ်နှချက်လဲတော့မသိဘူးဘယ်လိုစီးပါနေလဲဒါခံလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ hand speed ကျွန်တော်ဒီနှစ်ချက်သုံးချက်အဲ့လိုမျိုးဝင်သွားတဲ့အချက်ကြီးကဒါဘယ်လိုစီးပါနေလဲကျွန်တော်ဒုတိယခြေလောက်ရောက်တဲ့အချိန်မှာဒါမျက်နှာကတော်တော်လေးကိုကျွန်တော်ညီရဲလာပြီးတော့မှ ဒါတော်တော်လေးအထီးခံထားရတဲ့ပုံစံမျိုးကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံနဲ့ပဲဒါတတိယခြေရောက်တဲ့အချိန်မှာဒါအခွင့်အရေးရရှိသွားခဲ့တယ်ပေါ့နော်ဒါမာကုံလည်းကျသွားတယ်ဒါတက်လုံလည်းကျသွားတယ်နောက်ပြီးတော့မှဒီလှုပ်ရှားမှုတွေကလည်းနေကွေသွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဒါဂျော်ဂျော်ဘန်နေနဲ့ဒါသူ့ရဲ့ hand speed ကိုဒါစပြီးတော့မှအသုံးချတယ်ပေါ့နော်ဒါအခွင့်အရေးလုံးဝရရှိသွားပြီဆိုမှပဲဒါ hand speed ကိုအသုံးချတာဖြစ်ပါတယ်အဲအဲ့လိုအနေထားမှာတော့ကျွန်တော်အနေနဲ့ထူး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 ဒါသူ့ရဲ့ hand speed ကိုကျွန်တော် ဒါပြောစရာမလိုတော့ဘူးဗျကျွန်တော်ထင်ထားတာတက်ကိုလုံးဝမြင်တယ်အခွင့်ရတယ်လုံးဝဒီသွေးလုံးတွေကိုမူဝင်ပြေးလိုက်တယ်ပေါ့နော်ဒါအဆုံးတက်သွားတာကတော့ဒါကျွန်တော်ပြစ်တဲ့တွေကိုဒါတော်တော်လေးကိုလုံးဝကိုဒါအာအတင်းစီခဲတဲ့အပြင်ကိုဒါပွဲစဉ်ကောင်းတဲ့ပွဲဖြစ်ခဲ့တယ်လို့လည်းပြောလို့ရတယ်ဒါအန်တာထိတ်မန့်လည်းကျွန်တော်အပြစ်ပြီးခဲ့တဲ့ပွဲစဉ်တပွဲဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ဒါမြန်မာပြစ်တဲ့တွေပေါ့နော်အထူးသဖြင့်အဂျော့ရှွန်ဗန်ရဲ့ဒီဘောက်ဆင်းစကီးရော ပြီးပြီဆိုရင်ဒီ punch power ရောပြီးပြီသူ့ရဲ့ဒီပွဲချင်းကက်ပုံရော နောက်ပြီးတော့မှဒါသူ့ရဲ့ဒီ hand speed ဒီအချောင်တင်းကစားသွားတဲ့ movement ဒါ footwork တွေဒါအကုန်လုံးကိုကျွန်တော်တို့ဒါတီချာလေးကျွန်တော်ကြည့်ရှုခွင့်ရလိုက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အပြင်ကမှဒါမြန်မာဖန်တာတွေအားလုံးထဲမှာမှဒါချောချောဘန်ကဒါ niche တင်ပိုင်းမှာဘလောက်ကောင်းတယ်လဲပွဲချင်းကပ်ပုံပိုင်းမှာဒါဘလောက်ကောင်းတယ်လဲဆိုတာကိုကျွန်တော်တို့ဒီရှေ့အမြင့်ဆုံးမှာကျွန်တော်ထိုးဖောက်ပြီးတော့မှဒါပြတ်တသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုပြောလို့ကျွန်တော်မြန်မာဖိုက်တာတွေတော်တော်များများ niche နှစ်ပိုင်းမှာ ကျွန်တော်တို့ဒါအားလုံးကအားနည်းကြတဲ့မျိုးကိုဒါဆိုလိုတာမျိုးမဟုတ်ဘောနော်ဒါရခိုင်တို့အများစုကဒါနီးစနစ်ပိုင်းဒါပွေးချင်းကပ်ပုံပိုင်းမှာဒါအားနည်းကြတယ်ဘောနော်ဒါဒီပညာစုံလီမှုပိုင်းမှာကျွန်တော်တို့ဒါအားနည်းနေတာမျိုးတွေ့ခဲ့ရတယ်ဘောနော်အဲ့တော့ဒီလိုအခြေအနေမျိုးမှာဒါဂျော့ရှာဘန်အနေနဲ့ဒါဒီ UFC ကျွန်တော်တို့ဒီကနေ့မနေ့ရှင်ပြန်ထူးတက်သွားခဲ့တဲ့ပွဲမှာဘောနော်ဒါအကောင်းဆုံးပုံစံမျိုးနဲ့ပွဲကိုချင်းကပ်ပြီးတော့မှဒါကစားပြတ်သွားတာကတော့တကယ့်ကိုကျွန်တော်တို့အနေနဲ့လုံးဝဒါမဖြစ်မနေကျွန်တော်ချီးကျူးသွားတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ပေါ့အတူတူပြင်ဒီ အချက်၄ချက်ကိုကျွန်တော်ဥတည်ပြီးတော့မှဒါပြောဆိုပြီးသွားခဲ့တာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်နောက်ဆုံးအကြောင်းအရာလေးကိုတွန်းလိုက်အောင်ပါ။ဒီနောက်ဆုံးအကြောင်းအရာကတော့ကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ဒါစိတ်ဝင်စားနိုင်ခြင်းရှိတယ်ပေါ့နော်။အဲ့ဒါကတော့ဒါဂျော့ရှော့ဗန်အနေနဲ့ချန်ပီယံဖြစ်လာဖို့အတွက်ဒါဘလောက်အထိအလားအလာရှိနေတယ်လဲ။ဒါဘာတွေကိုဖြတ်ကျော်တွန်းရဖို့ရှိနေတယ်လဲပေါ့နော်။ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တုံးသက်ဆွေးနွေးတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ Joshua Vandu ရဲ့ဒီ flyweight ပေါ့နော် ranking ကိုကျွန်တော်တွားပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ဒီ1ကနေကျွန်တော်ထွဲထိရှိတယ်ပေါ့နော် ဲ့တော့1 to 12မှာဆိုရင်တော့ဒီ ground ပိုင်းကောင်းတဲ့ fighter တွေရှိသလိုဒီ stand fight ပိုင်းလည်းဒါကောင်းတဲ့ fighter တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာကြောင့်ဒီ1 to 12ကိုပဲပြောရတယ်လဲဆိုရင်တော့ဒါ Joshua Van ကဒီ Bruno Silva နဲ့ပွဲမတိုင်ခင်မှာဆိုရင်တော့သူ့အနေနဲ့ဒီ UFC ကဒီ flyweight တန်းမှာဆိုရင်တော့ဒီနံပါတ်14နေရာမှာယက်တည်နေတဲ့ fighter သူ့ကိုဖြစ်တယ်ပေါ့နော်အဲ့တော့ Bruno Silva ကိုနိုင်တွန်းခဲ့ပြီဆိုတော့သူ့အနေနဲ့ဒါ ranking အဆင့်12ကိုတက်လန်းသွားမှာဖြစ်ပါလေအဲ့တော့အဆင့်12တက်လန်းသွားပြီဆိုတော့သူ့အနေနဲ့ဒီ1 to 12ထဲက ဒီ ranking ရှိနေတဲ့ fighter တွေနဲ့ဒါရင်ဆိုင်တွားမှုရှိတယ်ပေါ့နော်အဲ့လိုရင်ဆိုင်တွားမဲ့ကျွန်တော်ဒီ fighter တွေစည်ရင်းကိုကျွန်တော်တွားပြီးတော့မှကြည့်လိုက်မယ်ဆိုတော့အထူးသဖြင့်ဒီ champion ပေါ့နော်ဒါ Alexander Pratuja ဒါနောက်ထပ် fighter တအုပ်ကိုကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ Tetsuro Taira ပေါ့နော်ကျွန်တော်အနေနဲ့ဒီ fighter တအုပ်ကိုဒါအဓိကဒါတည်ပြီးတော့မှပြောချင်တယ်ပေါ့နော်ဒါတခြား fighter တွေကတော့ဒါကြည့်ရတော့လို့ဆိုရင်တော့ Joshua Ban နေနဲ့ဒါရင်ဆိုင်ထိုးတက်မယ်ဆိုရင်တော့မှဒါနိုင်နိုင်တဲ့အနေအထားမျိုးတွေကျွန်တော်ရှိနေတာမျိုးတွေ့ရတယ်ပေါ့နော် ဲ့တော့ဒီမှာနောက်ထပ်တယောက်လို့ရှိသေးရဲ့ဗျာအဲ့ဒီ fighter ကဒါ ranking စစ်မှာရှိနေတဲ့ဒီ money copy ပေါ့နော်အဲ့ဒီ fighter ကလည်းပြောမယ်ဆိုရင်ဒီ ground ပိုင်းမှာကောင်းတဲ့ fighter တူဖြစ်တယ်ဗျာအဲ့တော့ money copy ရဲ့ဒီစွမ်းဆောင်ရည်ကလည်းဒါ Joshua Ban အနေနဲ့စိုးရင်ရတဲ့အနေအထားတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါသူတပြင်းဒီ ground ပိုင်းကိုဆူလို့လာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆော့ပိုင်းရဖိုင်တာနေအောင်တွားလိုက်အောင်ပါချန်ပီယံဖြစ်တဲ့အလက်ဇန်ဒါဖရန်တူဂျန်နဲ့ဒီသက်ဆူရိုထိုင်ရာပေါ့နော်သက်ဆူရိုထိုင်ရာကတော့ဒါဂျပန်ကဖိုင်တာဖြစ်တယ်အလက်ဇန်ဒါဖာတူဂျန်ကတော့ဒါဘရာဇီးယားဖိုင်တာဖြစ်တယ်ပေါ့နော်အ ဲ့တော့ဒီ fighter နှစ်ဦးကို Joshua Van နေနဲ့ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ဒီ ground ပိုင်းမှာလက်ရှိအချိန်ကျွန်တော်ရှိထားတဲ့ဒီစွမ်းဆောင်ရည်ထက်ကျွန်တော်အများကြီးမြင့်တင်ကြိုးစားဖို့လိုအပ်နေသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ယုံကြည်တယ်ဗျာ Joshua Van နေနဲ့ပေါ့နော်ဒါသူ့အနေနဲ့တပွဲနဲ့တပွဲဒီစွမ်းဆောင်ရည်အကောင်းဆုံးတွေပဲချပြနေတဲ့အတွက်ကြောင့်မို့ဒီနောက်လာမယ့်ပွဲစဉ်တွေမှာဆိုရင်လည်းဒါ ranking 1 to 20က fighter တွေကိုကြည့်ပြီးတော့မှသူ့အနေနဲ့ဒါသူလိုအပ်တဲ့အပိုင်းပေါ့နော်သူတို့ပြင်ဒီ ground ပိုင်းပေါ့ဒါ jiu jitsu အပိုင်းတွေကိုဒါအကောင်းဆုံးကျွန်တော်ဒါတိုးမြင့် ဒါပြင်ဆင်လာဖို့ကတော့ကျွန်တော်များနေတယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီ ground defense ကတော့အဲ့လောက်ကြီးကျွန်တော်တို့စိုးရင်စရာတော့မရှိပေမဲ့အစောပိုင်းမှာကျွန်တော်ပြောဆိုခဲ့တဲ့ fighter နှုတ်ပေါ့နော် Alexander Pratujan နဲ့ဒီ Tetsuro Taira ပေါ့နော်ဒီ fighter နှုတ်က ground defense ဘလောက်ကောင်းကောင်းကျွန်တော်ပြန်ဖက်တူကိုဒါထိတ်တောင်ရယူနိုင်တဲ့ဒီစွမ်းဆောင်ရည်မျိုးတွေရှိနေတယ်ပေါ့နော်အဲ့တော့ဒီတွဲချောင်း Joshua Van နဲ့ဒီကျွန်တော် ground ပိုင်းမှာဒါထိတ်တောင်ပြီးခံလိုက်ရရင်တော့မှဒါ stand position ကိုကျွန်တော်ပြန်ပြီးတော့မှရုံထပ်ပြနိုင်ပြီးတော့မှဒါပြန်ဖက်ကိုလည်းသူ့အနေနဲ့ ဒါအပေါ်စီ position ကနေပြီးတော့ဖြစ်အောင်ပေးနိုင်ဖို့အတွက်ပါဒီ ground game မှာကျွန်တော်တို့အကောင်းဆုံးဒါပြင်ဆင်ကြိုးစားဖို့လိုအပ်နေတယ်ပေါ့နော်အဲ့တော့ဒီ ground ပိုင်းကိုဒါအဓိကကျွန်တော်တို့တခြားလေးသူ့မြင့်ပြင်ဆင်သွားမယ်ဆိုရင်တော့ဒါကျော်ချော်ဘန်အနေနဲ့လုံးဝဒါ champion ဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်အဲ့တော့ပြည်သက်တွေအနေနဲ့ရောဒါကျော်ချော်ဘန်ရဲ့ဒီစွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးဒီ want to trade ကဖိုင်တာတွေကြိုဖြတ်ဖို့အတွက်ဆိုရင်တော့ဒါဘယ်အပိုင်းကိုကျွန်တော်အဓိကထားပြီးတော့မှဒါပြင်ဆင်သွားတင်တယ်လေပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်က comment မှာဒါဝင်ရောက်ပြောဆိုပေးတော်လို့ရပါလေ โอเคအဲ့တော့ကျွန်တော်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်ဦးတယောက်ကြည်စည်နိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ